အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နေနဲ့ချွင်းချက်ပြီးလက်နက်ချဖို့ပြောကြားခဲ့ပေမယ့်အီရန်ဘာသာရေးကောင်းဆောင်အလီခါမီနီကဂျွန်လာဆက်ရှိရမှာပယ်ချခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါရယ်။အီရန်နိုင်ငံတီရန်မြို့တော်မှာနေထိုင်သူအားလုံးဘေးလွတ်အတင်းရှောင်ကြဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းခဲ့ပြီးနောက်ဂျွန်လာဆက်ရှိရမှာတီရန်မြို့ကနေလူပေါင်းထောင်ချီထွက်ပြေးတင်းရှောင်ခဲ့ကြပါရယ်။ထရန့်ကအီရန်ရဲ့နျူကလ ியர் စက်ရုံတွေကိုတိုက်ခိုက်နေတဲ့အေဆွေးနဲ့ပူးပေါင်းမှုအပါအဝင်အခြားရွေးစေစာရှိတဲ့လုံဆောင်ချက်တွေကိုစဉ်းစားနေတယ်လို့လည်းသတင်းရင်းမြစ်တို့ကပြောကြားခဲ့ပါရယ်။ထရန့်ကအီရန်ကိုချွင်းချက်မရှိအညံ့ခံလက်နက်ချဖို့ပြောကြားခဲ့ပြီးနောက်အီရန်နဲ့အစ္စရေးကဒုံးကျည်တွေနဲ့အပြန်အလှန်ပြစ်ခတ် က်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ IRA စေပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်ဖို့အတွက် TIA မျိုးတော်အနောက်တောင်ပိုင်းမှာနေထိုင်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းကြဖို့အစ္စရေးကတိုက်တွန်းထားပါတယ်။ IRA မီဒီယာတွေကလည်း TIA မျိုးတော်ကနေနိုင်ငံမြောက်ပိုင်းပြည်နယ်တွေကိုပြောင်းရွှေ့နေတဲ့ကားတွေကလမ်းမျှတွေပေါ်မှာပြေးကျက်နေလို့ဖော်ပြခဲ့ပါတယ်။ ာဏာပိုင်တွေကတော့နိုင်ငံရေးလောင်စာဆီတို့အကန့်အသတ်ပမာဏနဲ့ရောင်းချနေပြီးလောင်စာဆီပြက်လက်နိုင်စီကိုတားဆီးဖို့အတွက်ဒီလိုတားမီကန့်သတ်ချက်တွေကိုချမှတ်ခဲ့တာဖြစ်ကြောင်းရေနယ်ဝန်ကြီးမိုးစီပက်ခနီချက်ကနိုင်ငံပါရုပ်တံကားတစ်ဆင့်ပြောကြားခဲ့ပါတယ်။အစ္စရေးနိုင်ငံတဲဖိမြို့မှာလည်းပောက်ကွဲတံတွေကြားရပါတယ်။ဂျွန်နာဆက်ရှိရဲ့နန္ဒပိုင်ကအီရန်ဘက်ကဒုံးကြီးတွေကိုအစုလိုက်နှစ်တုပ်ခဲပြီးအစ္စရေးကိုပြစ်ခတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။တီရယ်မြို့တော်တောင်မဲရီမြို့မှာလည်းဂျွန်လာဆက်ရှိရဲကလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့မြေမတီတနက်သမားတွေကြောင့်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတနက်သမားတွေကတီရယ်မှာအကြမ်းဖက်မှုတွေပြုလုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီသ တဲ့သမားတွေကအစ္စရေးနဲ့ပတ်သက်မှုရှိနေကြောင်းအီရန်ရဲ့မီဒီယာသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။အစ္စရေးအတိုက်ခိုက်မှုတွေကြောင်းအီရန်မှာတေဆုံးသူစုစုပေါင်း224ဦးရှိလာခဲ့ပြီးအစ္စရေးမှာလည်းအီရန်ရဲ့တိုက်ခိုက်မှုတွေကြောင်း24ဦးတေဆုံးခဲ့ကြောင်းတရားဝင်ထုတ်ပြန်ချက်တွေအရသိရပါတယ်။